ခုမှကိုက Linux ကိုစပြီးလေ့လာရဆိုလို့ရှိရင်เนาะ Android ကိုကျွန်တော်ဒါမဲ့ဆောင်လောက်เนาะအဲ့တော့ Android သမားတွေမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုသက်ဆိုင်ရာဒီ Linux emulation လုပ်လို့ရတာမဟုတ် Windows မှာဆိုလည်း WSL ဖြစ်ဖြစ်ဒါမှမဟုတ် Linux operating system မှာဖြစ်ဖြစ်ဒါမှမဟုတ် iPad မှာဆိုလို့ရှိရင် ISH တို့ဒီ UTM SE တို့ရတိုက်တာတော့မဟုတ်ဘူးအဲ့ဒီမှာတော့အသုံးပြတဲ့ဟာအသုံးပြတဲ့ဟာလေးတစ်ချက်ပြပေးမယ်โอเคကျွန်တော်ဒီ Linux ရဲ့ဒီ basic command တွေနဲ့ ls အကြောင်းအရင်သွားလိုက်မယ်အဲ timers ကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်အ timers တင်မှာမဟုတ်ဘူးဒါ android မလို့ကျွန်တော် timers တောင်းလိုက်တော့ဘောနော်အဲ့တော့ android တမားရီမဟုတ်ဘူးဆိုလို့ရှိရင်လေကိုသက်ဆိုင်ရာဒီ linux emulation လုပ်လို့ရတာမဟုတ် window မှာဆိုရဲ ws ပဲဖြစ်ဒါမှမဟုတ် linux operating system မှာဖြစ်ဒါမှမဟုတ် ipad မှာဆိုရဲ ish တို့ဒီ utm sc ကိုကြိုက်တာတောင်းလို့ရတယ်အဲ့ဟုတ်ပြီစလိုက်အောင် အဲ့တော့ကျွန်တော် ls ဆိုတာပါလေအရင်ဆုံးသိချင်တယ်ပေါ့နော်အဲ့တော့ ls ဆိုလို့ရှိရင် mmm ls အဲ့တော့ ls ဆိုတာဒီ list directory content နဲ့အဲ့သူရဲ့မလုပ်ပြရဆိုရင်ဒီ directory content တွေကို list လုပ်ပြရအောင်ဒီ data ခုကျွန်တော်လက်ရှိရောက်နေတဲ့ directory အောက်မှာဘာတွေရှိလဲ list လုပ်ပြမှာပေါ့နော်အဲ့မှာသူ့မှာတုံးလို့ရနိုင်တဲ့ comment တွေရော flat တွေရောအများကြီးပဲအဲ့ထက်မှကျွန်တော်တို့ ခုလက်ရှိအတုံးများရည်အသုံးကြည့်ပေါ့နော်အဲဒါကျွန်တော်ပြသွားတော့အကုန်တော့မဟုတ်ဘူးဘယ်မှာဆိုရင်ကိုယ့်ဟာကိုအကုန်လိုက်ပြီးတော့ရှောက်ဆန်းကြည့်လို့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်သုံးပြတဲ့ဟာအတုံးများတဲ့ဟာလေးတွေတစ်ချက်ပြပေးမယ်ဟုတ်ကဲ့ကျူလေးနှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်ဒီ man ls ဆိုတာဘာလို့တက်လဲ ls ရဲ့ manual page ကိုကျွန်တော်တော့တွားကြည့်ရအောင်အခုကျွန်တော် ls ဆိုတာလေးရိုက်ကြအောင်ဒီမှာဆိုခုကျွန်တော် home directory ပေါ့နော်ကျွန်တော် home directory အောက်မှာ let's see ရောက်နေတဲ့ဟာပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူက file နေရှိရဲ directory ရှိရဲဒီဟာလေးတွေရှိရဲပေါ့နော်ဒါဆိုကျွန်တော် list နဲ့သွားကြည့်ကြတယ်အဲပုံမှန် GUI မှာကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒီ file directory တခုသွားပြီး open လာလို့ရှိရင်သူ့ထဲမှာသူ့အောက်မှာရှိနေတဲ့ကောင်းမျိုးမြင်ရသလိုမျိုးပဲပေါ့နော်ဒါက command line ကနေကျွန်တော်တစ်ချက်သွားပြီးတော့ကြည့်လိုက်ကြဟုတ်ပြီ ls ကိုဒါမျိုးကြည့်လို့ရတယ် ls မှာသုံးနိုင်တဲ့ flag တွေလည်းကျွန်တော်သုံးအသုံးများရ -a ရှိမယ်အဲ -l ရှိမယ် -8 ဆိုတာရှိတယ်ဒါလေးတွေအသုံးများရပေါ့နော် ဲ့တော့တခုချင်းစီကိုကြည့်ကြည့်မယ် ls dash l အဲ့မေးစရာရှိရ dl ကဘာလဲပေါ့နော်အဲ့ l ကဘာအလုပ်လုပ်နေလဲအဲဆိုတာဒီ long list formatting အဲပြောရမယ်ဆိုလို့ရှိရင်တော့ तू က ဒီအရှိလိုက်ကြီးပြပေးရအောင်เนาะအဲ့မှာဆိုရင်ဒီဟာကိုဘယ်သူကပိုင်ပါလဲအဲပြီးလို့ရှိရင်သူ့ရဲ့ modification ကဒိတ်ကတော့ဘာသူ့ရဲ့ size ကတော့ဘယ်လောက်စသဖြင့်ပေါ့เนาะအဲ့ဒါလေးအကုန်ပြပေးရအဲကျွန်တော်ဘာနဲ့သွားကြည့်ပြဆို GUI view မှာဆို detail သွားကြည့်လို့နည်းနည်းသွားပြီးတော့ဆင်တူလိုက်မယ်။နောက်ကြည့်ကြည့်အောင်။အဲ့တော့ဒါမျိုးလေးပေါ့เนาะ ဒီမှာ file လေးတွေရှိရဲ။အဲဒီ file လေးတွေရဲ့ rewrite execute permission လေးတွေကြောင့်မြင်ရတယ်။သူတို့ရဲ့ size လေးမြင်ရတယ်။ဘယ် user ကဘယ် owner အနေနဲ့ကဘယ်သူပါ group owner အနေနဲ့ကဘာပါစသဖြင့်ပြီးသူတို့ရဲ့ modification date စသဖြင့်ပေါ့နော်။အဲ့အရာလေးကိုကျွန်တော်တို့မြင်ရတယ်။အဲ long list format နဲ့ကြည့်ရအောင်။ပုံမှန် ls ဆိုရင်တော့ဘာမှမပါဘူး။ဒီ directory အောက်မှာရှိတဲ့ content တွေအားလုံးကိုပြပေးရတယ်။အဲဒီမှာနောက်တစ်ခုရှိရပါလဲဆိုရင်ပုံမှန်ဒီတိုင်းမှကြည့်ရဆိုလို့ရှိရင်ကျွန်တော်တို့က ပုံမှန် normal file နေ directory တွေကိုမြင်ရတာပေါ့နော်အဲ့လိုမဟုတ်ဘူးကျွန်တော် hidden ဖြစ်နေတဲ့ခေါင်းတွေကိုကြည့်ချင်တယ်ဆိုရင်နော် minus a ဆိုတဲ့ option လေးသုံးလို့ရတယ်။အဲ minus a ဒီအလွယ်ပြောမယ်ဆိုရင်တော့ဒီ hidden ဖြစ်နေတဲ့ခေါင်းလေးကိုကျွန်တော်သွားပြီးကြည့်လို့ရတယ်။ဒါပေမဲ့မတူတဲ့အချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ linux မှာဆိုလို့ရှိရင် hidden ဒီဟို dot လေးနဲ့စမှာ hidden ပေါ့နော်။ကျွန်တော်ဒီ window သမားကြီးဆိုလို့ရှိရင်တော့ကျွန်တော်ကဒီသူ့ရဲ့ property ဆိုတာ hidden ဖြစ်နေလို့ရှိရင်ပျောက်တယ်ပေါ့နော်။ကျွန်တော် linux မှာတော့အဲ့လိုမဟုတ်ဘူး။ဘာလဲဆို dot လေးနဲ့ စရဲ file မှမရဘူးပုံမှန်တိုင်းဆိုမမြင်ရဘူး header ဖြစ်နေတယ်အဲ့တော့ ls mine နဲ့ a ဆိုပြီးရတယ်အဲ့မှာဆိုပါလေမတော်နဲ့စရဲကောင်လေးပါကျွန်တော်လာပြီးတော့မြင်ရတယ်ဒါရဲဆိုခုနကတော့ကျွန်တော်ဒီ ls နဲ့ကြည့်ပါမြင်ရလားဆိုမမြင်ရဘူးပေါ့နော်အဲ့ကောင်လေး header ဖြစ်နေတဲ့ကောင်လေးမြင်နေပါလို့မလဲ dot or dash a နဲ့ကျွန်တော်ကြည့်လို့ရတယ်ပြီးနောက်တစ်ချက်ကကိုက code file ကိုတခြားသူကိုမသိစေချင်ဘူးပါလို့မလဲ ကို့ဖိုင်ရဲ့ directory ရဲ့ရှေ့မှာဒေါ်လေးထည့်လိုက်တာ ਨੇ ဟိတန်းဖြစ်သွားတယ်ဒါပေမဲ့ဒီ a နဲ့တော့ပြန်ပေါ်ကြည့်လို့ရတယ်ဗောနော်နောက်တစ်ခုက h h ကကြာ human readable ဖြစ်အောင်လုပ်ပေးမှာဘယ်လိုမျိုးလဲဆိုကျွန်တော်ရဲ့ဒီ file size တွေပါလေဆိုရင်ကျွန်တော်ဖတ်ရတဲ့ခါလေးတိတ်အဆင်မပြေဘူးပေါ့နော် human readable ဖြစ်အောင်ကီလိုတွေမဂါတွေဂီဂါတွေဖွဲ့ပေးထားရင်ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ဒီကောင် minus l နဲ့တွဲတုံးမယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာသူ့ရဲ့ file size လေးတွေ kilobyte လေးတွေဖြစ်သွားပြီဘလောက် bit ဘလောက် kilobyte စသဖြင့်ပေါ့နော် site တွေပေါ်မူလေးကျွန်တော်ကြည့်လို့ရတယ်တကယ်လို့သာကျွန်တော်က x ဆိုရ option လေးမထည့်ဘဲနဲ့ minus l နဲ့ပဲကြည့်မယ်ဆိုရှင် long list formatting တော့မှန်တယ်ဒါပေမဲ့ဟောဒါတော့ကျွန်တော် z asset မလို့ပြပေးတယ်တကယ်လို့ပုံမှန် default batch ဆိုရင်ကြည့်ကြည့်အောင်ပုံမှန်အတိုင်းဆိုရင်ဒီမှာသူပြီဘာမှကီလိုတွေမက်ဂါတွေပြောင်းပြီးဖွဲ့ပြီးတော့ပြမပေးနိုင်ဘူးเนาะအဲဒီလို site ကြီးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲနောက်က x ဆိုရ option လေးထည့်ပေးရတယ် အဲ့ကြမ်းမှာလင်းသူသည်မဂါဘိုက်ကီလိုဘိုက်စသဖြင့်ကျွန်တော်တို့လာပြီးတော့ပြပေးမှာရမှာเนาะဒါ long list formatting နဲ့ h နဲ့ကိုတွဲသုံးနေဟာပြီးနောက်တစ်ခုအဲဒီကောင်းနေကိုကျွန်တော်တို့က sorting စီပြီးတော့ကြည့်ချင်တယ်ပေါ့နော် sorting စီပြီးကြည့်မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒါတော့ကျွန်တော်ပြီးမှတစ်ချက်လောက်လိုက်မယ်အဲဒီဟာဘာလို့ဆိုတော့ကျွန်တော်ခုမှ prefer ဆုံးဒီ ls comment ပဲရှိသေးတယ်အဲ့တော့ file နေကျွန်တော်တိဆောက်တဲ့အခန်းပြီးလို့ရှိရင် ီ LS ကိုကျွန်တော် part 2အနေနဲ့ထည့်ပေးမယ်။ဆိုတော့ခုက file နေလည်းမစောက်တတ်သေးဘူးကျွန်တော် directory လည်းမစောက်တတ်သေးဘူး။ခုမှ LS ပဲရှိသေးရဆို။ဒါမှမဟုတ်အဲ့ဆိုလို့ရှိရင်ဒီ LS မှာခုကျွန်တော်တုံးသွားရတယ်ဆိုရင် LS min LA ဆိုပြီးတော့ဒီဟာတွေအကုန်ပေါင်းတုံးချင်တယ်တုံးရတယ်။အဲ့ဆိုရင် hidden ကောင်တွေလည်းပါမယ်။အဲ့ဒါတွေ long list format နဲ့လည်းပြမယ်။အဲ့မှာရှိရသူရဲ့ size တွေကိုလည်း human readable ဖြစ်အောင်လုပ်ပေးလိမ့်မယ်။ဟုတ်လားမဟုတ်လားတစ်ချက်ကြည့်ကြအောင်။ အဲရှင်းတဲ့ကောင်တွေလည်းပါတယ် human variable လည်းဖြစ်တယ် long list format နဲ့လည်းပြပေးဒီလိုတွဲပြီးရေးလဲရသလိုဒါမျိုးခွဲရေးလဲရတယ်အတူတူပဲပေါ့နော်အဲတော့ကျွန်တော်တို့ဒီ file တွေကိုသူရဲ့ဒီကြီးစင်ငယ်လိုက်ငယ်စင်ကြီးလိုက် sorting စီးရဲ့ကိစ္စတွေအဲအဲ့အရာတွေကတော့ကျွန်တော်ပတ်တူးအနေနဲ့ထည့်ပေးမယ်အခုဒီထိရမယ်နော်အဲဒါလေးတစ်ချက်ခုမှကိုက linux ကိုစပြီးလေ့လာရဲ့ဆိုလို့ရှိရင်နော် တစ်ခါနှစ်ခါသုံးခါလောက်တော့စံပြီးလုပ်ကြည့်တယ် used to ဖြစ်နေအောင်နော်ပြီးမှအရေးကြီးမှာငါဘယ် comment ရရမလဲဘာလုပ်ရမလဲဖြစ်နေမှာဆို Okay ပါ See you uh